နံပါတ် H မှာဒါဘာပါမယ်ထင်တယ်နော်ဇက်ဝန်ပါနဲ့ဇက်ဝဘာပိုင်းဇက်တူပါဟာလားအဲဘာတွေဖြစ်လဲဆိုကြတော့သူရှေ့ကလက္ခဏာတွေဘာလို့လိုက်လဲပြောင်းလိုက်ရအောင်နော်နှစ်ခုလုံးကြောင်း minus ပြောရအောင် i ဖြောင်းကျင်တော့ဘာလုပ်မလဲ conjugate နဲ့များတော့ minus ဆိုတော့ plus နဲ့အပေါ်ရောအောက်မြောက်မယ်အောက်ကအနောက်တကယ်ဘာလုပ်ကိုဆိုတော့ဘိုင်းရမယ်အရှိနှစ်သက်ပေါင်းနောက်နှစ်သက်ဆိုတော့ဘိုင်းရအောင် 5² ဆိုတော့25 2² က4ရှေ့မြောက်မယ် အနောက်က -6 နှောက်ပါမလို့အပေါင်းပြောင်းရအောင်အဲ့တော့ -10 +6 အပြင်က minus 4အတွင်းက minus 15သူကအပားတော်မလို့လက္ခဏာပြောင်းစရာမလိုနော် minus 4 minus 15ပါအဲ့တော့ဒီမှာ5 square 2 square minus 4ရဲ့ minus 90i ခွဲစားလိုက်နောက်ဆုံးသူ့လိုချင်တဲ့အဖြေရနော် i i ကကြတော့ ဒီမှာလည်းကွန်ယူဂိတ်တွေပါတယ်ထင်တယ်နော်မပေါအောင်မပေါအောင်နဲ့ဇတုပိုင်းဇတ်ဝမ်းမယ်အဲ့ဒါဟုတ်ပြီအားမှာ i ပြောင်းကျင်တော့ကွန်ယူဂိတ်နဲ့များတော့သူ့မှာ plus မို့လို့ minus အားလည်းများပေါ်လည်းများအားကတော့အပါလုံးကွန်ယူဂိတ်တွေမို့လို့အရှိန်တစ်ချက်က for another က9 4 9အပေါ်မှာကအပြင်က my sorry အရှိက minus တန်အနောက်က minus 6နှုတ်မှာမို့လို့ပြောရမယ် plus 6အပြင်က minus 15အတွင်းက minus 4နော်အဲဆိုရှာ group ခွဲပြီးသားဖြစ်ပြီး minus 4 minus 90 i မှာ30ခွဲစားလိုက်တော့ minus 4 minus 30 minus 90 minus 30 i ဆိုရရမယ်နော်တွေ့ကြည့်ပါနံပါတ်7မှာက तू က z2 by z1 the whole bar လို့ကျင်တော့ဘာအရင်ရှာရလဲ z2 by z1 အရင်ရှာရတယ်ဒါအရှိမဆရာတော့မရှာတာဟုတ်လားရှိမဆရာဖြစ်ရပါရတာလေ minus 4 by 30 minus 90 by 30 i ရတယ်အဲ့တော့ तू ကဘာလို့ကျင်တော့ဘာလို့လိုက် minus နဲ့ကဘာပြောလိုက်ရပြီ plus ပြောလိုက်ရဒါပြောသဘောပါလားရှေ့ရရတာဒီဖြည့်လေ z2 by z1 ဖြည့်ရတာဟာလားဘာရတာလဲ minus 4 by 30 minus 90 by 30 i ရတာလေအဲ့တော့ तू ရဲ့လက္ခဏာဘာလို့လိုက်ရပြီပြောင်းလိုက်ရပြီနံပါတ်ကမှာ z1 by into z2 by z1 into z2 by အစားအသွင်း နှစ်ခုလုံးမျှအောင်အပေါ်မျှပါရမယ်ပြောရှေ့ပလာရမယ် minus 10အနောက်က minus 6နှုတ်မှာမို့လို့ plus 6အိုင်မပါရရပြီအိုင်ပါရလို့ချင်းအပြင် minus 4အတွင်း minus 15အဲ့ဒါအိုင်ပြောနော်အောက်ကလည်းအဲ့ဒီတိုင်းပဲပဲနော်အောက်လည်းဆိုတော့ရှေ့က minus 10အနောက်က minus 6နှုတ်တော်မို့လို့ plus 6ဖြစ်တယ်အပြင်က plus 4အတွင်းက plus 15အိုင် အဲ့လိုဇာတာပြန်ပြီးတော့ပေါင်းလိုက်အောက်မှာအိုင်ပါနေသေးတဲ့အိုင်ပါတော့ဖြောင်းချင်ရင်ဘာနဲ့မြောက်ကိုဂျူဂိမ့်နဲ့မြောက်ဆိုတော့သူရဲ့ plus မို့လို့ minus နဲ့အောက်လည်းမြောက်မယ်အပေါ်လည်းမြောက်အဲ့တော့ဒီအောက်မှာဘာလို့ခွဲပါလို့ခွဲအပါတော့ခွဲနောက်တော့ခွဲရှေ့နှစ်ထပ်က၄နှစ်ထပ်က၁၆၁နှစ်ထပ်ကကြတော့ကြာလည်းမသိလို့ကြည့်လိုက်363ဟလားအပေါ်မှာဘာလို့အိုင်ပါတော့ရှေ့က16အနောက်က 360ဝါဒီမှာအပါရတော့မလို့နှောက်တော့နောက်အပြင်က -4 နဲ့ -90 ကြီးက76 plus ရမှာเนาะအတွင်းမှာလည်း -90 နဲ့ -4 ဆိုတော့ +76 အဲ့ဒါဆိုတော့တောက်လက္ခဏာမတူတာနှုတ်လားပြီးခွဲစားလိုက်ရင်ဒါလိုချင်တဲ့အဖြစ်ရနံပါတ် L အမှကဆရာတော့ဒီအောက်မှာဘာတွေပါလဲเนาะအစားသွင်းလိုက် ဇတူပိုင်းဇဝံပါဆိုတော့ဇတူရေဇဝံပါဆိုတော့အရှိယာ plus ကြောင့် minus ပြောင်းဇဝံက minus 2 plus 3ရယ်ဇတူပါက5 minus 2ပါပြောင်းဒီမှာဆရာဘာလို့လဲဆိုတော့ပိုင်းချင်းညှိလိုက်ဘာလို့လဲမဲပိုင်းချင်းမတူတော့နှစ်ခုစလုံးပုံယူရလားဒါဆရာတော့ပုံယူလိုက်ယူလို့ရှိရင်ဒီဘက်ခြောင်းကြတော့ဘာလဲမြောက်မယ်5 minus 2 i နဲ့မြောက်မယ်ဒီဘက်ခြောင်းကြတော့ minus 2 minus 3 i နဲ့မြောက်မယ် ဘောင်နေရအပါနှစ်ခုဆိုတော့မရှိပါလား။ဟောရှားပုံယူလိုက်ပြီနော်။ဒီတစ်ခုပုံယူတယ်ဒီဘက်ချပိုင်းကို minus 5 minus 2အနေနဲ့မြောက်တယ်။ဒီဘက်ချပိုင်းကိုကြတော့သူ့မှာ minus 3 minus 3ရ minus 2 minus 3ရမရှိလို့ minus 2 minus 3ရတယ်မြောက်။အဲ့တော့ဘယ်လိုဆက်ရှင်းမလဲ။ဒီအောက်ကဘာလုပ်မှာလဲ။ရှင်းအောင်မြောက်လို့နဲ့ပြည်သွင်းမြောက်ပေါင်းသွားမယ်။ဒီပေါ်မှာဘာလိုက်ပြဲလဲ။ဘောင်တွင်အဲ့တော့အရှိန်နှစ်သက်ပေါင်းနောက်နောက်သက်ဒီမှာလည်းပါပဲလေ။တူတယ်လေ။အပါတော်ကွင်း

minus 50i အပေါ်မှာပါအောက်မှာလည်းသူ့တိုင်းကျောင်းပြန်ရေးလိုက်ဘာပါနေသေးလဲ i ဘာတော့ဖြောင်းကျင်တော့သူ့ရဲ့ပုံကြီးကိန်းနဲ့အောက်လည်းမြောက်အပေါ်လည်းမြောက်အပေါ်ကကျတော့40သူ့ရဲ့ပဏ္ဍခါမြောက်နှစ်ခါမြောက်အောက်ကတော့ကျတော့ဘာလို့ကင်းဘာလို့ကင်းနောက်လို့ကင်းဘာလို့ကင်းဆိုအရှင်းနဲ့သက်ပေါ့နောက်နဲ့သက်အောက်မှာအရှင်းနဲ့သက်16နဲ့သက်က256 17နဲ့သက်က ဒီမှာတော့ဆရာတော့မျှပါတော့42 cc -cc များတော့ -672 ရဲ့42 11နဲ့များတော့700 462 i ပါလိုက်ဒီမှာလုပ်မယ်ဖွဲစားလိုက်ဒီမှာနောက်ဆုံးကြားလို့ရင်းနဲ့အဖြေရနော်โอเคတွေ့ကြည့်ပါအဲ့တော့ဒီဆင်းမှာမလုပ်မယ်ပိုင်းချင်းညှိလိုက်ရနော်နံပါတ်2မှာလည်းဆရာတို့ဘာဖြစ်လဲဇက်ဝါနဲ့ဆက်တူပေးတာတဲ့ရှိုးသက်တက်တိပြပါတယ်ဒီမှာဆရာတို့ဓာရီတက်တိပြခိုင်းတာနော်အဲ့တော့ အောင်နာကိုကြီးကလေးလောက်တာနဲ့တခုချင်းစီကိုကိုကြီးကလေးလောက်ပြီးပါနာနဲ့ညီကြောင်းညတာကိုကိုကြီးကလေးလောက်တာနဲ့တခုချင်းစီကိုကိုကြီးကလေးလောက်ပြီးညတာနဲ့ညီကြောင်းအဲ့လိုပဲစားတာနဲ့အဲ့လိုညီကြောင်းပေါ့နော်သုံးခုဆရာတို့တွေ့ခိုင်းအာနံပါတ် A နေနဲ့ Z1 Z2 the whole bar လို့ကျင်ပါရင်ရှားပါလေ Z1 Z2 အောက်က Z1 Z2 အရင်ရှားရှားပေါ့ဒါမပြတ်သွားလိုက်မလဲရှားပါလို့မပါဘူးလို့ပါမယ် ပါနာရလလလေးပဲလေရှေ့ချင်းပါအဲပါတာပေါ့အဲမပါတာပေါ့အရှေ့ချင်းပါလာတော့တူးရမယ်အနောက်ချင်းပေါ့တော့ဒဲတူးအိုင်မယ်ဒါဆိုတူး plus တူးအိုင်သူလိုချင်တာကဘာဆိုတော့အိုင်ရဲ့လက္ခဏာကဘာလို့လဲအိုင်ရှေ့လက္ခဏာကိုပြောင်းလိုက်အဲ့တော့အပြေပါရမယ်2 minus 2 i ဒါနံပါတ် a ရဲ့ဒါ left hand side ပြီးတော့ right side ယူသွားမယ်အဲ့တော့ z1 ဘာ plus z2 ဘာဆိုတော့ဘာရင်ရှားရမယ် z1 ဘာနဲ့ z2 ဘာ z1 ဘာဆိုဘယ်လိုရမလဲ 3 2i ဇက်တူပါဆိုရင် minus 1 minus 4i ဇက်တကားထဲမှာရေးလာပြီเนาะ3 plus 2i minus 1 minus 4i ဆိုတော့ i မပါတာပေါင်းတော့3နဲ့ minus 1ပေါင်းတော့2 2i နဲ့ minus 4i ပေါင်းတော့ minus 2i အဲ့ဒါအဖြေတူလားမတူဘူးလား2 minus 2i 2 minus အဖြေတူတော့ပါပဲထိုးကြတော့နှုတ်ကိုပါဖြစ်လဲညီးပါတယ်ပေါ့ဒါနံပါတ်8เนาะ b လဲအဲ့ဒါမဲ့တွားမှာပေါ့ b ကဘာလို့မှာလဲ မြောက်ပါလေအဲ့ဒါဇက်ဝန်ဇက်တူသဟိုဘားလိုချင်ဘာရင်ရှားမယ်ဇက်ဝန်ဇက်တူမြောက်မယ်ရှေ့ရင်မြောက် minus 3အနားမြောက်တယ် minus 8နှုတ်မှာမို့လို့အော် sorry ဆရာပြန်ပြရအောင်နော်ရှေ့မှာမြောက်တော့ဘာရမယ် minus 3အနားမြောက်တော့ minus 8နှုတ်မှာမို့လို့ plus 8အပါအပြင်တွဲအတွင်းသိလဲပလားဗလဲ plus to ဆိုရပါလဲ i เนาะအဲ့ဒါဆောင်းရှင်းလာတယ်ဖြစ်လားမဆိုတော့ minus 3နဲ့အဲ့ဆိုတော့5မှာတွဲနဲ့2ဆိုတော့ဘလာမယ် 40i သူလိုချင်တာသူ့ရဲ့ conjugate ဖြစ်တဲ့အတွက်ကြောင့် i ရှိတဲ့လက္ခဏာ plus ကိုဗာပြောင်းလိုက် minus ပြောင်းလိုက်ဒါ left hand side ဒီဘက်ချန်ရပြီဒီဘက်ချန်လို့ချင်ရင်ဇက်1ဘာနဲ့ဇက်2ဘာမြောက်မယ်အဲဇက်1ဘာဇက်2ဘာရေးလိုက်ဒါဒီမှာပြန်ပြောင်းလိုက်မယ်နော်တခါတည်းရှာသူစင်နေရအောင်လုပ်မအောင်အဲ့တော့အရှိမြောက် ရှေ့မြောက်ပလာမယ် minus 3အနောက်က minus 8နှုတ်မှာဆိုတော့ plus 8အပါအပြင် minus 12အတွင်း minus 2i အဲ့ရှင်းလိုက်တော့5ဒီမှာက minus 40အဲ့တော့ဖြည့်တူလားမတူဘူးလားတူတယ်နော်ဒီနှစ်ခုရင်သွားလာအောင်ဆရာဒါတော့နောက်ဆက်မနေရောက်ရဲ့ စီမားသူကစားရခြင်းကြီးကြောင်းနော်အဲ့တော့ဘာရင်ရှားမယ်ဇဝမိုက်ဇတုရင်ရှားအစားသင်သူရဲ့လက္ခဏာဘာဖြစ်နေလဲ plus ဆိုတော့သူရဲ့ conjugate ဖြစ်တဲ့ minus နဲ့မြောက်တယ်အဲ့တော့ဘယ်လိုရမလဲအောက်ကတော့အပေါင်းတစ်ခုနောက်တစ်ခုမို့လို့အရှိနှစ်သက်ပေါင်းနောက်နှစ်သက်အပေါ်ကတော့အရှိမြောက်တယ် minus 3အနောက်မြောက်တယ် plus 8နှုတ်တော်မို့လို့ minus 8အပြင် minus 2အတွင်း plus 2เนาะအားတို့ရေးလိုက်ရအောင်နော် minus 2 plus 2တော့တူတူပဲနော် pi ပေါ့အရှင်းလာတဲ့ဒီမှာက minus 11ဒီမှာက minus 10 i ပြီးပါလို့လိုက်ဖွဲစားလိုက်သူလိုချင်တာသူ့ရဲ့ဘာဖြစ်တဲ့အတွက်ကြောင့် minus နဲ့ဘာပြောင်းလိုက်ရပြီ plus ပြောင်းလိုက်ရင်ဒါ left hand side အဖြစ်ဒီဘက်ကြောင်လို့ချင်းဇက်1ဘာနဲ့ဇက်2ဘာကိုစားရဲဆိုတော့ဇက်1ဘာဇက်2ဘာအရင်ရေးဇက်1ဘာမို့လို့ဇက်1မှာ minus 2က plus ဖြစ်သွားတယ် zatu ba mo lo zatu ro a plus tu ma minus ai pyao chin na tu ya conjugate phi de minus ye set ni ba plus set a le mya bo le mya a ma na lu kin ba lu kin so lo ba ya me chain na sa ga 1 a na na sa ga ba ya me 60 di ma pyao a shi ba la ya me minus 3 a na 2 oh sorry 8 nau me so lo minus 8 a pyin 2 twin က minus 2 pi အဲ့တော့ minus 11 plus than i အမှ70ဖယ်စားလိုက်ဒီပြင်ကခုစားတူလားမတူလားတူတယ်သူတို့စရာထိုးချောင်းကြီးတယ်လို့ရေးပြရောနော် okay တွေ့ကြည့်ပါဒါနာကြောင်းတခုเนาะဒါခုကြောင်းနောက်တစ်ပိုင်းပေါ့ trigonometric form အခုတတိယမြောက်ဖော်ပြမယ်ပိုင်းပေါ့เนาะ complex number ကိုကြောင်းရှေ့အားဖော်ပြခဲ့တာနှစ်မျိုးရှိပြီလား h လက် y ပုံစံနဲ့ဖော်ပြလို့ရတယ်။မဟုတ်ဘူးပါဖြစ်လဲ။ h ကောမာ y ပုံစံနဲ့ဖော်ပြရလဲအခုနောက်တစ်မျိုးပေါ့နော်။ trigonometric form နဲ့လည်းဖော်ပြလို့ရတယ်တဲ့။အဲ့တော့ရှားဒီပုံမှာရှားလို့ကြည့်မယ်နော်။အဲ့တော့ပုံမှာက h ကောမာ y ဆိုရက် complex number တစ်ခုသူကဒီ plane ပုံမှာဖော်ပြရတာလား။အဲ့တော့ဒီမှာ ဖော်ပြတဲ့အကြောင်းအရာဘာဖြစ်လဲလဲ h ကလည်းအပေါင်း y ကလည်းအပေါင်းဖြစ်လို့ဆိုကြောင့်သူကဘယ် quadrant မှာရှိလဲ first quadrant မှာရှိအောင်နေရာချပြတာပါเนาะရေးတဲ့ခါမှာ x ကမှာ y လို့လည်းရေးလို့ရတယ် h ပလက် y i လို့လည်းရေးရတယ် h လည်းအပေါင်း y လည်းအပေါင်းဖြစ်လို့ဆိုကြောင့် first quadrant မှာသူရဲ့အမှတ်ကိုနေရာချတယ်ဒါအမှတ်ကိုအရင်နေရာချလိုက်တာ z ဆိုတဲ့ complex number ရဲ့ point ပေါ့ဟုတ်ပြီအဲ့ဒီအနေမှာဆရာတော့ဘာလို့ဆိုရင် origin o ကနေပြီးတော့အဲ့ဒီ z ကိုဘာလို့လိုက် ဆက်ဆွဲလိုက်တဲ့မြင်းเนาะအဲ့ဒီမြင်းရှာတော့ပါလို့ခေါ်တယ်အာလို့ခေါ်တာပါเนาะပြီးတော့ဒီဆွဲလိုက်တဲ့ဒီမြင်းနဲ့ OH ဆိုတဲ့ဒီ initial site ပေါ့အစမှာရှိတဲ့အနာရဲ့ဂျာဂါတာကိုကျွန်တော်ဆရာတို့ပါလို့ခေါ်လဲတိတာလို့ခေါ်တယ်ဒီနှစ်ခုကအခေါ်ဝါတွေဆရာတို့သိရမယ်ဒီနေရာလေးကတိတာဒါလေးကအာတဲ့အဒီမှာဆရာကြီးရအကြည့်ကြည့်ပါဇက်က h+y အဲ့ဒီ complex number ဘယ်လိုလဲရေးလိုက်ရတယ် x ဘောမှာ y လို့လည်းရေးလို့ရတယ်เนาะပြီးရင်သူ့ဆရာတော့ဘာဖြစ်လဲ x y coordinate plane ပေါ်မှာပုံမှန်အ usual ဆိုတာပုံမှန်အတိုင်းပဲသူ့ဘာလုပ်လို့ရအာ place ဆိုတာနေရာချလို့ရတာပေါ့เนาะအခုနေရာချပြလိုက်ဇက်ဆိုတာဟိုနေရာမှာဆရာတို့မှာဘယ်သူ့ဆရာပြလဲ r ဆိုတဲ့ radius ပေါ်ပေါ့ radius ဆိုတာဘယ်နဲ့ဘယ်ကြားအလျားလဲ line of line segment from o to z o နဲ့ z ကိုဆက်တာတဲ့ညင်းချောင်းကိုဆရာဘာလို့ခေါ်လဲ r လို့ခေါ်တယ်အဲ့ဒီ r ဆိုတာဘယ်လိုရှားရတာလဲ ောက်ဆိုတာဘယ်လိုရှားရလဲ absolute value or z နော်အားလို့ချင်းဘယ်လိုရှားရမလဲ absolute value or z ဒါကြောင့်မို့သူတင်ရသားနေဆိုအဲ့လိုရေးတယ်နော် modal အတူကောင်းခေါ်ရင် modal ပေါ့နော် modulus or z modal ပေါ့ဒါဘောက်ရှားရလဲအားကိုရှားတာဒါဆိုဆရာတို့သိပြီနော်အားဆိုတာဘယ်လိုရှားရလဲသူပြထားတဲ့ complex number ရဲ့ absolute value ရှားတာဒီနည်းပြော modulus အလွယ်အတူကောင်းခေါ်ရင် mod ပေါ့နော် modal ရှားတာ ုတ်ပြီတီတာအကြောင်းပြောမယ်တီတာကိုကြတော့အရေးကြီးတယ်သူရဲ့ဒီဂရီမေရှာအော် sorry မေရှာဘာနဲ့တိုင်ပါလဲရေဒီယန်နဲ့တိုင်ပါဒါကြောင့်ဆရာတော်ကဒီမျိုးကုန်းလေးမှာဆရာတော်ကကယ်ကူလတာနှိပ်လို့ရှိရင်ရေဒီယန်မှုပြောင်းလာတယ်ဒီဂရီမှုနဲ့သွားပြီးနှိပ်လို့မရအောင်ဆရာတော်ကကယ်ကူလတာမလေးဆရာခဏပြောသလိုဘာလို့ shift shift မှုဆိုပြီးတော့ဘာနှိပ်တာမလဲ4နှိပ်တာเนาะအဲ့ဒါအရေးကြီးတယ် ပြီးရင် complex ကြာတော့ဒီနှစ်ခုနေလာပြီးတော့မှဒီ Google Knowledge Form ပုံစံရေးစာတော့တွက်လို့ရအောင် Okay degree radian မလို့ပဲ degree တွက်လာရင်ဒါ degree ရဲ့အဖြေတွေတွက်နေစာတော့လွယ်ရောအဖြေတွေလွယ်နေမှာပေါ့နော်ဟုတ်ပြီတိသားဆိုတာဘယ်ကြားကားတောက်လဲတဲ့အင်္ဂယ်ဆိုတော့တောက်နော်မသားပါတားလိုက်နော်အင်္ဂယ်ဆိုတာဒါဘယ်ကြားကားတောက် positive a is positive a ဆိုတာဟာဒီ a ဆိုပြောဒါဘာလို့ကလဲ positive a is a is မှာမှာအပေါင်းဘက်ရှိရဲ့ အဲ့ဒီလိုပြောတယ်ဒီဘက်ချန်ချာ negative x လို့ခေါ်တာဟုတ် positive x နဲ့ပဲဂျာကအခုဆက်ထားတဲ့ line segment မြင်းပြက်ဂျာကတောက်ဂျာတော့ဘာလို့ခေါ်လဲတိတာလို့ခေါ်တယ်အဲ unit တော့ဂျာလို့ဘာနဲ့ဖော်ပြရမလဲ radian နဲ့ဖော်ပြရမယ်ဒါဆိုဂျာတော့ r ကဘာလဲတိတာဘာလဲသိပြီနော် r ဆိုတာဘယ်လိုရှာရလဲ mod z ဒီပါ absolute value of z z ရဲ့ absolute value ဂျာလို့ရှာရမှာလေဟုတ်ပြီ အဲ့ရနေရှာတော့ဘာတွေသိမလဲတဲ့နော်ဘာသိမလဲအာဘလိုရှာရလဲမောဇက်မောဂျီလာဆက်ဆိုတော့ဘလိုရှာရတယ်လဲ square root of a square plus y square ဆိုပြီးရှာရတာ x ကိုဘလိုရှာရလဲ r cos theta y ကိုဘလိုရှာရလဲ r sin theta ဒီပုံနဲ့မှာပုံပေးရလားဟုတ်ပြီအဲ့တော့ဒီဟာတွေကဘလိုရလဲဒီကောင်ဆရာဘာလုပ်လိုက်ဘာပြောင်းဆွဲလိုက် ေဒါမှကြောင့်ဆိုင်ရတာဒါမှသတိကံပြရလားဒါမှသတိကံပြရရင်ဒီညာ x ကောမှာဝင်လို့ပြောတာလေဒီမှာကဒါဆိုရင်ဒီအလျားက x မဟုတ်ဘူးလားဒီအလျားက y ပေါ့ဒါဆိုရင် r လို့ခြင်းဘာတီရန်တော့ပိုက်သဂိုးရဲ့တီရန်ရဒေါမန့်ကအနားရဲ့နှစ်ချက်ကကြံနာနှစ်ချက်ပေါင်းခြင်းနဲ့ညီတယ်လို့ခြင်းနာပါပဲလေ r ပဲဆိုတော့ square root of x square plus y square ဆိုပြီးဟောဒီမှာတခုရပါပြီ ဟုတ်ပါနော်နောက်တစ်ခါတီတာနေစာတော့အချိုးခေါ် cos အချိုးခေါ်လိုက်မှာဘာချိုးခေါ်လဲ cos တီတာ cos ဆိုတာဘာပိုင်းပါနားပိုင်းဖ cos ဆိုတာဘာလဲနာထနီးစံနာကိုဓာတ်မကန်နာနဲ့စာအဲ့တော့တီတာကကြည့်နီးစံနာကဘာတူလဲအဲ့ဇာဝိုင်လားအာလားနီးစံနာက h ဓာတ်မကန်နာက အာဒါကြောင့်မို့ x ကိုလွန်ကျင်တော့ပါရတယ် a cos theta ဒါကြောင့်မို့ x ကဘာလဲသူလဲ a cos theta ဟုတ်မလားဒါသူရေးတာတော့ရှင်းပြတော့ဟုတ်ပြီဒီဒါရကဘာချိုးကော sin ချိုးကဆရာဒီအားမရေးလိုက်ပါနော် sin theta ဆိုတာဘာပိုင်းပါမားပိုင်းခမားထလीမျက်နှာကြည့်တဲ့အနာကဘာလို့လဲ y ဒါမှမကန်တာက r ဟာဘာလို့လို့ချင်းလဲ ဝိုင်းလို့ကျင်တော့အာသမျှတော့ဝိုင်းကပါနဲ့သူလည်းအာဆိုင်တိတာဒါဆိုရင်ဝိုင်းကသူအာဆိုင်တိတာလည်းရှားသိပြီဒါဥစ္စာပြောရင်းနားလဲပါအဲ့တော့ဟောနားလို့ရှိရင်ဒါတော့လုံးဝအလို့ရနေရပါတော့အာလို့ကျင် square root of a square plus y square a square to r cos theta y square to r sin theta ဘယ်လိုပြောင်းပြန်ပြောလဲရမှာเนาะ cos theta လို့ကျင် h by r sin theta လို့ကျင် y by r အဲ့လိုလဲကျတော့အလို့ရနေရပါ ပြန်ပြောပါအားလို့ချင်း square root of square root of a square plus a is equal to r cos theta y is equal to r sin theta okay ဟုတ်ပြီဒါကြောင့်မို့ဆရာတော်ကဒီမှာပြန်ပြီးတော့ပြောင်းပြောပါမယ်အဲ့တော့ z ကိုပရမဘယ်လိုရေးလို့ရလဲ x ပေါ်မှာ y ပုံစံနဲ့ရေးလို့ရတယ်နောက်တစ်မျိုးဘယ်လိုလဲရေးလို့ရလဲ h + y i လို့လည်းရေးလို့ရတယ် ဲ့ဆရာမှာပါစားသွင်းအာကောစီတာဝိုင်းညာမှာပါစားသွင်းအာဆိုင်းစီတာစားသွင်းအဲ့ဒီမှာဘာတူလဲရှင်းအောင်ခုမှာဘာတူလဲအာသူရအာဘာလို့လိုက်လို့ရဘုံထုတ်လိုက်လို့ရအဲ့တော့သူရနောက်တစ်မျိုးရင်းနီဘလို့ရလဲဇိုက်ကွယ်သူအာကောအာအင်တူကောစီတာပလတ်အိုင်စတိုင်းတိတာပြန်ပြောဇိုက်ကွယ်သူ I into cos theta plus I sin theta အဲ့ဒါကိုဆရာတို့ဘာဖုန်းလို့ခေါ်လဲဒီကိုနော်မက်ဆစ်ဖုန်းလို့ခေါ်ဟုတ်မနော်ဘာဖုန်းလို့ခေါ်လဲဒီကိုနော်မက်ဆစ်ဖုန်းအဲ့တော့ဒီကိုနော်မက်ဆစ်ဖုန်းနဲ့ဆရာတို့ကဒီ complex number ကိုရေးချင်လို့ရှိရင်မဖြစ်မနေသိရမှာဘာနဲ့ပါအောင်သိရမယ် R နဲ့ theta နဲ့သိရမှာဘာနဲ့ပါလဲသိရမယ် R နဲ့ theta နဲ့အဲ့တော့ R နဲ့ theta ကိုလိုချင် R ကိုလိုချင်ဘယ်လိုရှာမလဲ square root of a square plus y square ကနေရှာမယ် တီတာလို့ကျင်တော့ဒီအချိုးကနေရှာပါเนาะကောစီတာအချိုးကပဲဆက်ရှာဆိုင်းတီတာအချိုးကပဲဆက်ရှာကြိုက်တဲ့စီကနေရှာလို့ရှာရင်အော်တီတာကိုဆရာတို့ရပြီးရင်ဆရာတို့ဒါကိုဘာဖုန်းလို့ခေါ်လဲဖြူကိုနံပါတ်3ဖုန်းလို့ခေါ်တယ်အဲ့တော့အဲ့တော့ဆရာတို့ပြလဲကွန်ပလက်ဆာမှာဦးဖော်ပြတာဘယ်နှမျိုးရှိပါလဲလဲဖော်ပြတဲ့နီးဘယ်နှမျိုးရှိပြီ3နီးရှိပါပြီလေပထမစသချင်း x + y အပုံစံနဲ့ဖော်ပြခဲ့တယ် ဒုတိယပိုင်းမှာ x မှာ y ပုံစံနဲ့ဖော်ပြရတယ်အခုဆရာစီဇလုံးရပိုင်းမှာကြာတော့ trigonometric form နဲ့ဆရာတို့ဖော်ပြခဲ့နောက်တစ်မျိုးသူ့ဆရာတို့ဘာလို့လဲဖော်ပြလို့ရလဲဆိုတော့ z equal to r comma theta နော်ဒီ trigonometric form မှာရှိတဲ့ r နဲ့ theta ကိုဒီလို coordinate form ပုံစံနဲ့ရေးလိုက်တယ်ပေါ့နော်အဲ့ဒါကြာတော့ဘာ form လို့ခေါ်လဲ polar form လို့ခေါ်တယ်ဘာလို့ခေါ်လဲ polar form ဒီမှာဆရာတို့သင်ရမှာဒီလေးမျိုးပဲဒီ complexer မှာဖော်ပြတဲ့အခါမှာအားလုံးဘယ်နှမျိုးဖော်ပြလို့ရပြန်လေးမျိုးဖော်ပြရကြရပါတော့နော် x ကမှာ y i ရယ် x ကမှာ y ရယ် r into cos theta plus i sin theta ရယ် r ကမှာ theta ဆိုပြီးအားလုံးဒီဘယ်နှမျိုးလေးရေးလို့ရမယ်လေးမျိုးရေးလို့ရရမှာနော် okay အဲ့တော့ sin of 2ကို normal ratio ဒါကတော့ဆရာတို့ဒီ အရင်အချိန်ကပြန်ပြီးတော့ရေးပြတာဒီစာအုပ်မှာတော့မပါဘူးပေါ့နော်အဲ့တော့ပြန်ပြီးတော့ရေးလာပြောင်းဒါပြောတာလေဒါဘယ်လိုမှတ်တာလဲသူက quadrant နေလို့ဆိုတော့ quadrant ကဘယ်နှခုရှိလဲ၄ခုရှိရ first second third fourth ပေါ့နော်အဲ့တော့ဇာလက္ခဏာမှာတော့ဘယ်လိုမှတ်လဲ all sin tan cos ပြီးရင်သူ့ရဲ့ပြောင်းပြန်ပြတဲ့ sin ရဲ့ပြောင်းပြန်ကိုဆက်ဒီမှာဆိုရင် tan ဆိုတော့ tan ရဲ့ပြောင်းပြန် cos အဲ့ဒါတွေကပေါင်းကျန်တာနောက်ဘာလို့ cos ရင် cos နဲ့ပြောင်းပြန်ဆက်ကအပေါင်းကျန်တာကအနောက်ပေါ့နော် ဒါကသူ့ရဲ့ degree တွေကဘယ်လောက်တွေရှိလဲသိရအောင်ဒီကောက်ဆို0ကနေ90 radian နဲ့ပါပြောမယ်0ကနေပြီးတော့ဘယ်ကြား90ဆိုတာပိုင်နဲ့ပြောရင်ပိုင်ပိုင်ဘယ်လောက်လဲပိုင်ပိုင်ဒူဒါ radian နဲ့ပြောတာနော်အခုကရှာ radian နဲ့ပြောမှာဟုတ်စက္ကန့်မှာကပိုင်ပိုင်2ကနေတရားရှိတဲ့ကပိုင်ကြားတက်ကကြတော့ ပိုင်ကနေပြီးတော့3ပိုင်ပိုင်2ကြဒါ3ပိုင်ပိုင်2ကနေပြီးတော့2ပိုင်ကြဆိုတော့ဇာတ် radian အနေနဲ့ဇာတ်သိတာရောင်းပြရတဲ့ဆရာမသိမှဆိုလို့ပြန်ပြောပြရမယ်ဘယ်လိုရှိလဲအချိုးချချိုးက sin cos tan cot set cos အဲ့ဒီမှာ sin ရဲ့ပြောင်းပြန်က ก็เสียบยามเนี่ยอ่ะแต่แต่ยามเนี่ยอ่ะก็ถ้าได้เช่าที่ยามแต่ได้เล็บยามมาแล้วเนาะกูเช่าตัวได้สามวันไปแต่เมื่อปีนี้มาลุยเนาะปีนี้มาสวยแล้วบ่เมื่อลุยสิ่งเลยตัวได้สามวันไปจีอ่ะเลือดลาวปีนี้มาเลือดเนี่ยสิสวยละโอเคสวยละป่ะชิบนารูกัวเสียรัวบาดยามเลยตัวเองที่ปีนี้ปีนี้น่าเลี้ยง ပထမတော့ပေါ်ပါလဲဆိုရင်ဒါလို့ရှာမယ် complex number က h ကလည်းအပေါင်း y လည်းအပေါင်းဆိုဘယ် quadrant မှာကြာမယ် first quadrant မှာကြာမယ်သူရှာတော့ dollar sign ဆိုရင်ဒီ quadrant ကြာပါပဲရှိမယ်တီတာကလည်းဒီကြာပဲရှိမယ်ဒီဒီအနီအောင်နဲ့ share ထားတာတနည်းပြောတော့ဒါကိုဘာလို့ခေါ်လို့သိရင် basic acute angle လို့ခေါ်ရနော် basic acute angle ပါနော်ဒါဆိုရင်ဒီလိုအခြေအနေမှာဆိုရင် alpha နဲ့ theta နဲ့ဘာဖြစ်လဲ တူတာပေါ့နော်ဒုတိယပုံမှာသူကဘာဖြစ်သွားပြီလဲကွန်ပလန့်စံမှာ minus x comma y ဖြစ်သွားပြီဒါဆိုဘယ်ကောသရန်ကြောက်ရောက်ပြီ second quadrant မှာအဲ့တော့ dollar တန်ဆွဲသီတာဆိုဘယ်နေ့ပဲပြောရပြီသားသီတာဆိုတာ positive x နဲ့ line segment ကြားဆိုသီတာဆိုဒီဒီဆွဲရမှာဒီကြားကတော့ဗာလဲ basic acute angle basic acute angle ဆိုတာကဘယ်ကြားလဲဆိုတော့သူရဲ့ဒီ a x နဲ့ဒီ line segment ရဲ့ကြားကတောက်ခြင်း အကျူးဆိုတာပါလေသောက်ချင်းသောက်ချင်းဆိုတာဒီဘက်ယူလို့မရအောင်ကျင်းတဲ့ဘက်ပဲယူပါအဲ့တော့ဟုတ်ပြီအဲ့ရနေရှားလို့ချင်းနဲ့တီတာလို့ချင်းဘယ်လိုလုပ်ရလဲနော်ရှားလို့ချင်းနဲ့အဖြေလို့ချင်းဘာလုပ်ဒီဒီသားပြန်လို့ခြင်းလေဘာတဲ့ကတော့ဒီအဆဆုံးဘလားရှိလဲဒီတော့ကပိုင်ရှိရပိုင်တဲ့ကနေပါအောင်တော့အယ်ဖာနှုတ်ရောက်လို့ခြင်းလေတီတာရအောင်ဒါကဘယ်ကွာဒရန်ကိုကြာရောက်ခဲ့ရင်စကန်ကွာဒရန်ကိုကြာရောက်ခဲ့ရင်နောက်တော့ဘောကရှားတော့ဘယ်ကွာဒရန်ကြာရောက် third quadrant ကြောက်ခဲ့မှာဆိုရင် h လဲအနှုတ် y လဲအနှုတ်ဆို third quadrant မှာကြောက်မှာအဲသူကြောက်တော့ကြည့်လိုက်သီတာတမောကဘယ်လိုရစ်သွားပြီလဲအော်ရစ်သွားပြီဒီပြောရင်ဟို close y close y ဆိုရင်သီတာတမောကအနှုတ်နဲ့ထွက်မှာဟုတ်မနော်ဒီမှာသူရဲ့ positive basic ajo angle ever ဒီကြားကရှိမယ်ဒါဆိုရင်သူလိုချင်တဲ့သီတာလိုချင်ဘယ်လိုလုပ်မယ်လဲဘာလဲဘာနှုတ်မှာပဲလဲ pi နဲ့ကနေဘာအောင်နှုတ်မယ်အဲဘာအောင်နှုတ်မယ်လိုချင်တာကရှာတော့အပေါင်းတာလားအနှုတ်တာလား အနောက်သွားပြီးတော့အစီအကနေပါတက်ပြရမယ် minus တက်ပြရအကေးဘယ်ကောဒရန်ကြာရောက်ခဲ့ပုတ်ကောဒရန်ကြာဘူးဆိုရင် h ကအပေါင်း y ကအနောက်အဲဒါဆိုသူလဲအောက်ကိုပဲကြာတော့မလို့သူရဲ့ညစ်တာကရောက်တာ cross ပဲရေးတယ်ဒါဆိုရင်အနောက်သွားရမယ်ဘာလို့သီတာနဲ့ f နဲ့ဘာဖြစ်နေပြီလဲတူနေပြီဒါပေမဲ့ရှားလို့ကျင်တာအနောက်သွားပြီးတဲ့ဆိုကြောင့်အစီအကနေပါတက်ပြရမယ် minus တက်ပြရမယ်အဲ့တော့ဖြစ်နိုင်ခြေအဖြေဘယ်နှမျိုးရှိမလဲ၄မျိုး တကယ်တမ်းရှိတာကဟိုကြံတာဆက်ရှိသေးတယ်ဘာမှနောက်ထပ်၄မျိုးဆက်ရှိသေးတယ်ဘလို့ဆိုဒီအိတ်ဈေးတွေပေါ်မှာရှိခဲ့ရင်လည်းနောက်ထပ်၄မျိုးဆက်ရှိတယ်ဒါကတော့ quadrant မှာ quadrant နဲ့ပတ်သက်ပြီးဒီဘယ်နှမျိုးရှိမလဲ၄မျိုးရှိမှာ first quadrant ဆိုရင်တီတာနဲ့ ever နဲ့တူမယ် sorry second ဒါ first เนาะ second quadrant ဆိုရင်တီတာ minus တီတာလို့ရှင်5 minus ever third quadrant ဆိုရင် minus into 5 minus ever fourth quadrant ဆိုရင် minus ever ပါเนาะ ဒါကြောင့်မဆရာတို့လိုလေးမှတ်တာလို့ရတယ်။ဒါကြောင့်မဆရာတို့ကျင်တဲ့တီတာလို့ကျင်အရင်ဆုံးဘာရှာဖို့လို့လဲ။ basic အကျူအငယ်ရှာဖို့လို့လဲ။ရှာပြီးရင်သူတို့ကျင်တဲ့တီတာကိုရှာလို့ရတယ်နော်။ဒါလေးရောဆွဲထားပေးပါ။ဒါလည်းပုံနှိပ်မှမလောက်တော့စာအုပ်မှာထည့်ဆွဲထားပေးပါ။ပြီးရင်ရှာတော့ရပါပြီ။ဒီနေ့တလောက်မှနားအောင်ပါနော်။ဒါအရေးကြီးတယ်နော်။ဒါအရေးကြီးတယ်တီတာရှာဖို့အတွက်အရေးကြီးပါတယ်။